ဇဘုံကြီးကိုစစ်တပ်ကဖမ်းသွားပါပြီနေ့လေနှစ်နာရီခွဲမှာဖြစ်ပါတယ်ပင်ဦးတွေနေမှာလာရောက်ဖမ်းဆီးတာဖြစ်ပြီးအခုတော့နန်းတွင်းကလေပတိုင်းစစ်ဌာနချုပ်ထဲမှာဇဘုံကြီးတစ်ခေါက်သွားရင်းများကျွတ်နေပြီလားအမှုသုံးမှုနဲ့ဖမ်းဆီးတာဖြစ်ပြီး အကြောင်းစုံကတော့ညချရင် YouTube channel မှာပြောမယ် YouTube ကိုလာခဲ့ကြပြောသလားဟိမောင်တို့ရေပြောတယ်ဟိပြောတယ်ဟိစိတ်မကောင်းစရာသတင်းလေးပေါ့နော်ကျွန်တော်တို့ဒီ TikTok ဟိုကျွန်တော်တို့တုံးခဲ့တဲ့ဒီ ကာလာဖတ်လို့အများကြီးတက်မှာကျွန်တော်တို့အများဆုံးဆဲထားတဲ့သူပြောပြောလို့ရတယ်ကျွန်တော်တို့အများတန်းသူ့ကိုမောင်းနေတဲ့လူဆိုလို့ပြောလို့ရတယ်ကျွန်တော်တို့ကိုဇော်ဖုံဟင်းလေးပေါ့နော် အာမနေ့ကသူဖမ်းခံလိုက်ရပြီတဲ့ဖမ်းခံလိုက်ရပြီဆိုတော့လေဘယ်လိုပြောမလဲဒီလိုပါပဲအခုကျွန်တော်ပြောချင်တာတော့အမကလို့ခင်ဗျားတို့အာဘောမန်းနေတဲ့လူတွေရောတဘောမန်းစစ်တပ်ဘက်ကိုထောက်ခံတဲ့ဟာတွေရောဥမာဘသူအာဘသူတတ်တတ်ကိုလုံးမကိုစားရတယ်ဆိုတဲ့လူတွေပေါ့နော်အခုကြည့် အမကလည်းကျွန်တော်ခင်ဗျားတို့မြန်မာပြည်မှာရှိနေခဲ့ရင်တော့မှခင်ဗျားတို့အမှန်တရားကိုအမှန်တရားဖက်ကနေစကားတခွန်းပြောတာနဲ့ကိုတေချာတယ်ခင်ဗျားအဖမ်းခံရမှာအခုကြည့်သူသူလောက်ခဲ့တဲ့ကာလပတ်လုံးမှာ၃လနဲ့သူဘယ်လောက်ထိသူစစ်တပ်ဖက်ကနေအများသားထောက်ခံပြီးမှသူစစ်တပ်ဖက်ကသတင်းတွေထားပါသူအမားပဲတင်တင်ဒါပဲလို့လို့သူသူဖုံးကွယ်ဖုံးကွယ်သူအများသားသူထောက်ခံပေးခဲ့တယ်အကောင်လုံးနေရာမှာသူစစ်တပ်ကိုထောက်ခံပေးခဲ့တယ်အခုအဲ့လူကိုယ်တိုင်ပဲပြန်ပြီးတော့အဖမ်းခံရပြီး အဲ့လိုမျိုးလူတော်မှဖန်ခံရတယ်ဆိုတော့ဥမာခင်ဗျားတို့ကျွန်တော်တို့လိုမျိုးလူဆိုတာမြန်မာပြည်မှာအာလို့ဖို့ဆိုတာလုံးဝမလွယ်တဲ့အရာဟုတ်တယ်။ဒါမဲ့ထားပါတော့ကျွန်တော်တို့ TikTok အများတန်းလုပ်နေတဲ့လူတွေကအဲသူတို့အတွက်နဲ့ကျွန်တော်ဗီဒီယိုတွေအများကြီးကျွန်တော်ဟိုပါထားပါတော့အမှန်တမ်းပြောရင်ကျွန်တော် follower လည်းတိုးလာတယ် view တွေလည်းတိုးလာတယ်ကျွန်တော်တို့လူသိများလာတယ်သူတို့ဗီဒီယိုတွေကိုကျွန်တော်တို့လုပ်ပြီးမှအခုအဲ့လူတွေကတဖြည်းဖြည်းတယောက်ပြီးတယောက်တယောက်ပြီးတယောက်ရော့ရင်ရော့ရင်သွားပြီးတော့နောက်မှာကိုယ်တွေလည်းဒီတိုင်းမအေးဆေးနေနေဖြစ်တယ်ဘောနော် ကဲဘယ်လိုပြောလဲအမြန်လုံးချင်းချလာပါစေတော့ကျွန်တော်မပြောပါဘူးတနိုင်တော့အထဲမှနေရင်ဘယ်လိုခံစားရလဲဆိုတာကျွန်တော်တို့အာကျွန်တော်တို့နိုင်ငံခေါင်းဆောင်တွေပြီးရင်ကျွန်တော်တို့တော်လိုင်းရေးတဲမှာထောက်ပံ့ပေးနေတဲ့လူတွေပြီးရင်ဘယ်လိုပြောလဲအပြည့်မရှိဘဲနဲ့ဖမ်းခံရသွားပြီးမှမနှက်မလာပြီးအလောင်းထုတ်ဆိုတဲ့သူတို့မိသားစုတွေအကုန်လုံးဖမ်းခံရရက်တည်ပြီးတော့အာခမရလဲအဲ့လိုပဲခံစားရပါစေအထဲမှဘယ်လိုမျိုးအယတာရလဲဆိုတာကိုဆိုပြီးကျွန်တော်ဒီကနေ့အာဇော်ဖုံးဟင်းကိုကျွန်တော်ဆူတောင်းပေးပါတယ်ကဲ အထဲအရသာလေးကိုကောင်းကောင်းလေးခန်းစားရပါစေမင်္ဂလာပါကဲပြည်သူတွေစမ်းတဲ့လူတယောက်ယောက်သွားလို့စိတ်မကောင်းစရာတဲ့တင်လေးပြောပြမယ်အဲ့ဒါကတော့မနေ့ရက်ရက်ကြားတာနော်ညရက်ရက်ကြားတာပေါ့အတီးပြည့်ချက်ဝင်ဖြစ်နေအခုမီဒီယာတွေမှာတင်းလာပြီဒါကတော့ဇော်ကောင်းဟိန်ဖန်းကန်ထီသွားပါပြီနော်ကျွန်တော်ပြောရမလားဟိုရက်ကပဲကျွန်တော်တင်လိုက်သေးတယ်ဇော်ဘုံဟိန်ရဲ့ပါဝါကနည်းတဲ့ပါဝါမဟုတ်ဘူးလို့ဘုံမှုတွေဘုံမှုချုပ်တွေတိုင်းမှုတွေကငါနဲ့တုတ်လို့ရတဲ့အစင်းလို့ ဘာဖြစ်လို့တင်တာလဲတိတာခမားတို့အားပင်းနေတဲ့စစ်တပ်ဘက်မှာအဲ့လိုပြောပိုင်ခွင့်လုပ်ပိုင်ခွင့်မရှိဘူးတရားမျှတမှုဆိုတော့လုံးဝမရှိတဲ့အရာတော်လှန်နေကြတဲ့လူတွေကစောက်ယူနာပေးနေမဟုတ်ဘူးတိလားလူပီတာတဲ့ကောင်တွေဆိုရင်ဘယ်သူမှအချိန်ကုန်ပြီးတော်မလှန်ဘူးဘဝတွေအပြတ်ခံပြီးတော်မလှန်ဘူးနော်လူစိတ်ပြောင်းနေတဲ့ကောင်တွေမှတိလို့တော်လှန်နေကြတာဒါကောင်မင်းတို့စစ်တပ်လော်ဘီတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဇော်ဘုန်းကြီးကမကြဘူးလို့ငါပြောနေတုံးရှိသေးတယ်အခုတော့ထိပြီး မဲတယ်အားရတယ်ကျင်တ်တယ်တိလားအဲ့တော့မင်းတို့တွေဆက်ထောက်ခံကြမင်းတို့ထောက်ခံတဲ့အတိုင်းဝိုင်းဆိုတာလူစိတ်ပေါက်နေတဲ့ကောင်တွေလားတလိဆန်စိတ်ပေါက်နေတဲ့ကောင်တွေလားဆိုတာမင်းတို့ကိုယ်တိုင်ခံစားတိမှတိလိမ့်မယ်နော်တရင်လေးကိုကျွန်တော်ဖတ်ပြမယ်နော်မြန်မာနိုင်ငံအပါအဝင်စစ်အရာရှိကြီးများကိုဆဲဆုပ်ခဲ့ပြီးစစ်လော်ဘီဇော်ဝန်ဟင်းကိုဆက်သွယ်ဥပဒေတင့်မှောင်ဖို့မှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် စစ်ကောင်စီတပ်ကပြန်လဲဖမ်းဆီးလိုက်ကြောင်းပြည်ဦးလွင်ရဲအတိုင်းဝိုင်းကပြောဆိုတယ်။ဇွန်လ2ရက်နေ့မွန်လယ်တနအီကျော်အချိန်ပြည်ဦးလွင်တွင်နေထိုင်သောစစ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးတွားခဲ့ကြောင်းမင်းအောင်လှိုင်အပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုကြည့်အတွက်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်မိုင်းမြို့နယ်ရဲစခန်းတွင်ပအမှတ်358မြင်းဆောင်2025စစ်တပ်ဥပဒေပုံမှန်66ဂါကြီးဖြင့် မဘာတာနဲ့စစ်တပ်ထောက်ခံသူဒေါ်မိုးမိုးခိုင်ကမေလ9ရက်နေ့တွင်အမှုဖွင့်ခဲ့ကြောင်းဇော်မိုင်းက၎င်း၏ Telegram Channel တွင်စစ်တပ်အရာရှိကြီးများကိုဝေဖန်မှုများဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းထို့ကြောင့်ဇွန်လ2ရက်နေ့တွင်စစ်တပ်ကဇော်ဘုံဟင်းကိုဖမ်းဆီးတွားခဲ့ကြောင်းသိရတယ်။ဖမ်းတွားတာကတော့ဒေတာနဲ့နှိမ့်နှိုင်းပြီးပြန်ထွက်လာရင်တော့မပြောတတ်ဘူး။ဒါပေမဲ့ဒီတစ်ခါတော့နှိမ့်နှိုင်းပြီးထွက်လာဖို့ခက်မဲ့ခြင်းနဲ့သူ့ကိုဆွဲထားတဲ့အမှုတွေများတယ်လို့သိရတယ်ဟုရဲတပ်ရင်းကြီးကပြောတယ်။ ရန်ကုန်အခြေစိုက်မဘာဒအတိုင်းဝိုင်းကမူဇော်ကုန်းဟင်းကိုစက်သွဲရေးဥပဒေတင့်မှောင်ကုန်မှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့်အမှုတပ်ဖမ်းဆီးထားတယ်ဟုတိရှိရပြီး၎င်းကိုပြန်လွှတ်ပေးရင်မဘာဒဥဆောင်သူတို့ကစစ်တပ်နှင့်နှိမ့်နိုင်နေကြောင်းပြောဆိုတယ်ဖမ်းဆီးမခံရခင်ဇော်ကုန်းဟင်းကစစ်လော်ဘီများဖြစ်ကြတဲ့ကျော်စိုးဦးဒဇင်ဦးတို့နှင့်မုံရမြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်အပါအဝင်စကိုင်းနှင့်မန္တလေးတို့တွားရောက်ခဲ့ကြောင်းသိရတယ်ဖြီးပြီးတော့ပြန်ထွက်လာလို့ရရင်တော့ကံကောင်းတယ်မှတ်ပါ နော်ကံအကောင်းဆုံးကတော့ညှိပြီးပြန်ထွက်လာလို့ရတယ်။ဒါပေမဲ့ဒီတစ်ခါတော့ညှိဖို့မလွယ်ဘူး။ဒါပေမဲ့တခုရှိတာကဇော်ဘုံဟင်းကခုနကပြောသလိုတူပြောခဲ့တဲ့အရာတွေအားလုံးကိုတစ်ဖြည်းဖြည်းနဲ့တစ်ဖက်ကစုထားတဲ့ပုံစံမျိုး။အဲ့ဒီမိုးမိုးခိုင်ဆိုတာကရှင်းချင်းပြောရရင်တော့တို့စစ်တပ်အတိုင်းဝိုင်းမှာဇော်ဘုံဟင်းနဲ့မိုးမိုးခိုင်ပါဝါချင်းရှင်လိုက်မယ်ဆိုရင်တော့တို့ဘောမှထောက်ခံမှုအားပိုကောင်းတာကဇော်ဘုံဟင်းကအားပိုကောင်းတယ် နော်ဇော်မိုးဟင်းကမုံမိုးခိုင်းတဲ့ဆိုင်လက်တွေ့ကြကြတဲ့လှုပ်တယ်အဲ့ဒီအတွက်သူတို့စစ်တပ်အတိုင်းဝိုင်းမှာဇော်မိုးဟင်းကပို့ပြီးတော့မျက်နှာရတယ်အလုတ်ပိုးလုပ်တယ်ဒါပေမဲ့ပြောဆိုတဲ့နေရာမှာခွနင်းကပြောသလိုပေါ့သူတို့စိတ်ထဲမှာတကယ့်ဟိုလူလူတင်မြောက်တဲ့အစိုးရတရက်ကိုဝေဖန်တဲ့ပုံစံမျိုးတွားရောက်ပြီးတော့သူတို့သူတို့ခေါင်းဆောင်တွေကိုသူတို့တွားပြီးတော့တွားပြောတော့ဘယ်ရမလဲအဲ့စစ်ခေါင်းဆောင်တွေအဲ့လောက်လူစိတ်ရှိမှပဲတော်လန်ရင်းဆိုတာဒီနိုင်ငံမှာမပေါ်လာဘူးဟျောင်းလေးတိလာဒီလားတော်လန်နေတဲ့လူတွေကဘဝတွေအပြက်ခံတယ် အတက်တွေစသေးပြီးတော့တော်လှန်နေဆိုတာစောက်ယူးတွေမဟုတ်ဘူးလေမင်းတို့လိုပဲအုံနောက်ရှိတယ်တွေးကြတယ်လေနော်အဲ့လိုတွေးတတ်တွေးတော့စင်ကြီးတတ်တဲ့လူတွေတောင်မှဘဝအပြက်ခံအတက်တွေရင်းပြီးတော်လှန်နေတယ်ဆိုတာမင်းတို့တင်ထားတဲ့ခေါင်းဆောင်တွေကဘလောက်ထိလူစိတ်မဲ့နေတဲ့ကောင်းတွေတဲ့ဒီတိုင်းဒီအတွက်အန်ရရဲ့ဘလောက်ကြီးလဲဆိုတာကိုတိလို့တော်လှန်ကြတာလေဒါကိုမင်းတို့ကလုတ်ပိုင်ခွင့်နေရတဲ့အကျိုးအမြတ်လေးရယုံနဲ့နော်အာငါတို့ဘဘကြီးငါတို့တတ်မတော်ကွာဆိုတဲ့ဟာမျိုးနဲ့တွားပြီးတော့ ကြားတွေကိုအတက်တွင်းနဲ့လှုပ်ရက်ကိုမင်းတို့တွေလှုပ်ကြတာအဲ့တော့ဝစ်ဆိုတာမော်တာမလိုဘူးအော်တိုလဲတယ်နော်ဟိုကောင်ဖမ်းဖို့ဒီကောင်ဖမ်းဖို့ဟိုတော်လိုင်းကမှဘာဖြစ်တယ်ပြောခဲ့တဲ့ကောင်တွေအတွေ့အချိန်မတန်ခင်တောင်မှအော်တိုလဲလာပြီနော်အချိန်တန်တဲ့တနေ့ကျရင်ခံနိုင်ရှိအောင်ကြိုးစားအခုဇော်ဘုံရင်းရညှိပြီးတော့ပြန်ထွက်လာလို့ရရင်ကံကောင်းတယ်မှန်အများစုခံမှန်းနေကြတာတော့လုံးဝညှိဖို့မလွယ်ဘူးလို့ကြားပြရတယ်နော် တတိယဘယ်လိုပဲဖြစ်ဖြစ်အခုကြော်ဆိုးဦးဆိုလဲဘာမှမဟုတ်ဘူးเนาะအခုဒီကောင်းနေเนาะဒလောက်တောင်ပိုးဆိုးပက်ဆက်ဘောမှเนาะသူတို့ရှင်းပြရင်သူတို့အသက်နဲ့ရင်းပြီးတော့ဒီစစ်တပ်ကိုဘောမှတာเนาะအကောင်းပြောတာတတိုင်းပြည်လုံးတကဘာလုံးအစဲဆိုခန့်ချင်းချောက်ခန့်เนาะပြီးလို့ရှိရင်ဗမာတွေ့မလဲတွေ့ရသိញိုင်းဓာမဆိုင်သူတို့ကျင်းပြီးတော့အသက်နဲ့ရင်းပြီးတော့ဘောမှတဲ့ဒူတွေတောင်မှ စကားလေးတစ်လုံးအမှားမခံဘူးဆိုရင်ခမားတို့ကျွန်တော်တို့တာမန်ပြည်သူဘဝစဉ်းစားကြည့် ကျော်စိုးဆိုအခုဘဏ္ဍာခါရှိပြီလေဟမ်ကျော်စိုးကဒါယုံကြည်မှုမဲ့နေစစ်ကောင်စီအနေနဲ့ဒါပေမဲ့ဒါကြောင့်မလို့ကျော်စိုးကလည်းအသေးလေးပြန်ပြီးတော့ရရပလွေလိုက်ဆုပ်နေရတာနော်အခုဇော်ဘုန်းဟင်းဆိုသူတို့ပဲအာမင်းအောင်နိုင်ယုံမငါးနဲ့သမီးတွေကဘိုးကြီးလေးပြုတ်ဟမ်သူတူလိုက်မှလုံးနေအခုဘိုးကြီးကလေးပြုတ်သူလားမင်းတို့တွေအဲ့ဒါပြောတာကွာနော်ဒီတတ်မတော်တတ်မတော်ဆိုတာငါတို့ပြည်သူတွေရဲ့လုံးဝတတ်မတော်ဖြစ်ပါတယ်နော်ကိုတိုင်းပြည်အတွက်တတ်မတော်ပဲ လိုချင်တာပေါ့နော်သူများနိုင်ငံစစ်သားနေနဲ့ရှင်လိုက်လို့ရှိရင်ကိုတိုင်းကြီးရဲ့တပ်မတော်ဟာကိုတိုင်းကြီးရဲ့တပ်မတော်ဓာတ်တွေဟာတကက်စတန်ဒတ်ရှိတဲ့စတန်ဒတ်အာမီဖြစ်ရှင်တာပေါ့ဒါပေမဲ့လက်ရှိစစ်ကောင်းဆောင်တွေလက်အောက်မှာစတန်ဒတ်အာမီဖြစ်လို့မရတယ်လို့တိုင်းပြည်တစ်ခုအတွက်ဂုံလူစရာတပ်မတော်ဖြစ်မလာဘူးဆိုတာတိလို့တော်လန်းနေကြတာလေစစ်တပ်ကိုပျောက်တော့အောင်စစ်တပ်ပြိုလဲအောင်တော်လန်းတာမဟုတ်ဘူးဒါကိုမင်းတို့တွေကလောက်ပိုင်ဝင်လေနည်းနည်းရတဲ့အရာနဲ့မင်းတို့တွေပြောချင်တိုင်းပြောတယ်လှုပ်ချင်တိုင်းလှုပ်တယ် နော်အဲ့တော့ကိုယ်လက်ထက်ရောက်ရင်ခံနိုင်ရှိအောင်ကြိုးစားကြပါဟုတ်တယ်နော်အခုဇော်ဘုန်းကြီးဆိုတာဟိုနေ့ကပဲပုတ်တင်နေသေးတယ်အာဒီဗမော်အတွက်လားမတည်ဘူးအဝိအစားတွေလားဘာလားမတည်ဘူးပြီးရင်ရိတ်ခါတွေအသေးအလဲထောက်လျှောက်လှုပ်တာနော်အဲ့လိုလှုပ်တဲ့လူတော့မရဘူးစဉ်းစားကြည့်အဲ့တော့မင်းတို့ထောက်ခံတင်နေလားမထောက်ခံတင်မှုလားဆိုတာမင်းတို့စားနေတဲ့ထမင်းကိုထောက်ရှုတော့အဖြစ်အုံနောက်ထဲကလူတို့အတီးတီးကတွေးပြီးတော့စဉ်းစားကြဖို့အချိန်တန်တယ် နော်ဒီရဲ့အပြောင်းလဲကိုတတိုင်းမီလုံးလက်ခံလိုက်မယ်ဆိုလို့ရှိရင်စစ်တပ်ဟာစစ်တပ်နေရာမှာနေရမယ်ဒီလိုမျိုးအာဏာအလွဲတုံးစားလုပ်တဲ့စစ်ဘုတ်ချုပ်တွေဟာငါတို့အရေးယူရမယ်ငါတို့တိုင်းပြည်သူတတ်မတော်ဆိုတာရှိရမယ်အဲ့ဒီတတ်မတော်ကအခုဇော်ဟောဟိလို့တတိုင်းပြည်လုံးထောက်ခံရမယ်ဒါပေမဲ့မှားရင်မှားတယ်လို့ပြည်သူကပြောလိုက်ရင်အဲ့ဒီတတ်မတော်ကလက်ခံနိုင်ရမယ်အဲ့လိုတတ်မတော်မျိုးမင်းတို့ကမလိုချင်ဘူးလားငါတို့လည်းလိုချင်တယ် ဒါပေမဲ့အဲ့လိုတက်မလို့မျိုးလိုချင်ဖို့အတွက်လက်ရှိစောက်ကျင့်ပါနေတဲ့ခောက်ရိုးကျိုးနေတဲ့ဒီခွေးစိတ်ပေါက်နေတဲ့စစ်ဘိုလ်ချုပ်တွေငါတို့နိုင်အောင်အရေးယူမှရမယ်အဲ့ကောင်တွေကိုအစွဲချိုးနိုင်မှငါတို့လိုချင်တဲ့တက်မလို့ဖြစ်မှာအဲ့ကောင်တွေကိုအစွဲမချိုးဘဲနဲ့မင်းတို့ပြောချင်တိုင်းတွားပြောတော့မင်းတို့စကားလေးတစ်လုံးမှားတော့မှမရဘူးအခုတွေ့ကြည့်ဇော်ဘိုးဟင်းတို့ကောင်မျိုးကိုဖမ်းနေဆိုရင်စစ်တပ်မှနောက်ထပ်မျက်နှာထောက်မဲ့လူစစ်တပ်ထောက်ခံတဲ့လူတွေမှမရှိတော့ဘူးဒါရှင်းရှင်းပြောတာ ဇော်ဘုံဟိန်းလောက်ဒီစစ်တပ်တွေအသက်ပေးပြီးအလုံးလုံးလာမရှိဘူးလော်တာမရှိဘူးနော်အဲ့တော့လူမျိုးတောင်မှစကားလေးတလုံးမှားတာကိုဖမ်းမယ်ဆိုရင်ဟဲ့ဒီစစ်တပ်တွေနောက်ထပ်ထောက်ရှုเสียစစ်တပ်ထောက်ခံသူဆိုတာမရှိတော့ငါပြောတာမင်းတို့လက်ခံတာနော်အဲ့တော့စစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းနေနဲ့စဉ်းစားပြီးတော့မင်းတို့အားပေးနေတဲ့အရာဒီကြားတွေကိုမင်းတို့အတက်တွင်းနေတာဖြစ်တဲ့အတွက်မင်းမင်းတို့ထင်တာတော့ဒီကြားကိုအတက်တွင်းပြီးတော့ငါတို့ကိုတိုက်ခိုင်းမယ်လို့မင်းတို့ထင်တာ ဒါပေမဲ့ကြားဆိုတဲ့កောင်မျိုးကနောက်မှတာငါတို့တိုင်မှာအနီးနားမှာရှိတဲ့မင်းတို့အရင်စားမှာစဉ်းစားကြည့်เนาะကျော်စိုးဦးမတ်ပုတုတစင်ဦးเนาะငပောက်အရေချုံပောက်မင်းတို့နေအသေးအလဲလောနေကြတာဒါပြည်တွင်းမှာရှိတဲ့ဟာတွေเนาะအခုပြည်ပမှာရှိတဲ့ကိုမမောင်တို့ဘာလို့ဆိုရင်ထွက်ပြောတဲ့အနေထားတွေဖြစ်လာပြီမရဘူးလေလူလူရဝင်အောင်လုပ်လို့မရဘူးဒီစစ်ဘုံဂျုံတွေကို ဒီစစ်ဘုတ်ချုပ်တွေလက်ရှိစစ်တပ်ကိုဦးဆောင်နေတွေ့အဲ့ဒီစစ်တပ်ကိုလူရောင်ဝင်အောင်မင်းတို့ကလုပ်နေတာမရဘူးအဲ့တော့မင်းတို့အဲ့ဒီစစ်ဘုတ်ချုပ်တွေကိုအစွဲကျိုးအောင်လို့အရင်ချိုးချိုးပြီးမင်းတို့ဒီတပ်မတော်ကို standard army ဖြစ်အောင်မင်းတို့လုပ်အဲ့ဒါသေးကြတယ်နော်အဲ့တော့ဇော်ဘုံဟင်းဖမ်းခံထိတာတော့ငါတို့ဘက်ကတော့စိတ်မကောင်းဘူးနော်စိတ်မကောင်းဘူးဆိုတာအဲ့တော့ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ်ဆိုတဲ့ဟာမျိုးငါတို့မလိုချင်ဘူးနော် မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေကိုငါတို့လက်နဲ့ငါတို့အရေးယူခြင်းတာမင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေတဦးချင်းစီကစပြီးတော့အေးတခုရှိတယ်အမားကိုတိလို့အခုဇော်ဘောင်းကြီးကိုဖမ်းသွားပြီနော်အခြားလူတွေအနေနဲ့ဟုတ်တယ်ငါတို့အားပေးတဲ့အရာမှားနေပြီငါတို့တည်းကဒီအမားကိုပြင်မှငါတို့လိုချင်တာအဲ့ဒါအမှန်တရားကိုလက်ခံတာလိုချင်တာအေးအမှန်တရားကိုလက်မခံပြီးတော့နောက်ဆုံးထိမိုက်ဝါမယ်ဆိုလို့ရှိရင်မိုက်ငါတို့လည်းနောက်ဆုံးထိတိုက်ဝါမှာနော်အဲ့တော့ အမှန်ကိုမြင်ဖို့တော့အချိန်တန်ပြီကွာငါအရှင်းမပြောခဲ့သလိုပဲဇော်ဘုံဟင်းတို့ကောင်မျိုးကိုဖမ်းပြီးတော့အရေးယူမယ်ဆိုရင်မင်းတို့စစ်တပ်မှာနောက်ထပ်ထောက်ရှုစီရစစ်တပ်ထောက်ခံလို့ဆိုတော့မရှိတော့ဘူးအဲ့တော့တာမန်ဘောမအစင်းလောက်ကိုမင်းတို့စိန်နဲ့မထွက်နဲ့တိလိုက်မင်းတို့အဲ့ဒါနမူလာယူနော်ဇော်ဘုံဟင်းဘလောက်အလုံးလုံးလဲဘလောက်အတက်ပေးလဲဘလောက်လော်လဲနော်အဲ့တော့မှန်ပါတယ်ဇော်ဘုံဟင်းကိုတစ်မောင်ခိုးနော်ကားလိုင်စင်မဲ့ကားဝတ်တောက်မောင်ခိုးတွေ ြီးလို့ရှိရင်ဗာလက်နက်မှုတွေနဲ့စွမ်းမဲ့ဆိုရင်ဘူးလက်လှဆိုရင်တောင်မှတနက်ကင်ထားတယ်။တူတင်လားဆိုတော့တူတင်မဟုတ်ဘူး။တို့တပည့်ဟိုအောင်လားဆိုလက်နက်တက်စင်ပေးထားတယ်။အဲ့ဒါလို့ပဲအခြားခြားတော့စစ်ဘုံချုပ်တွေလည်းအရက်သားဖြစ်နေတဲ့စစ်ဘုံချုပ်တွေလက်နက်ကင်ဆောင်ထားတာအများကြီးရှိတယ်။နော်လက်ရှိကျန်းဖို့ပါတီဝင်တွေခေါင်းဆောင်ပိုင်းတွေလက်နက်ကင်ဆောင်ထားတာတွေအများကြီးရှိတယ်။ဒါပေမဲ့အရေးယူခြင်းတဲ့လူကိုယူတယ်အရေးမယူခြင်းတဲ့လူကိုမယူဘူးတရေခွင်းလို့ဥပဒေ မင်းတို့တွေအဲ့ဒါကြီးနော်နောက်တစ်ချက်တင့်မှောင်ကိုဇော်ဘုံဟင်းကိုဆွဲမယ်ဆိုရင်မြမပြီးမှနော်ဧကသိန်းတဲ့ချီကိုဒိုးဝိုင်းသေးကတစ်ကိုတရဝင်းမှောင်ခိုထုတ်နေတဲ့သူတွေအများကြီးရှိတယ်ဇော်ဘုံဟိမ့်စားတယ်ဆိုတာအယိုးတော့ပဲရှိတယ်ငါပြောတာမှားလားဇော်ဘုံဟိမ့်တဲ့မြောက်များစွာဒီတိုင်းပြည်ကနေတစ်တေမှောင်ခိုထုတ်နေတဲ့လူပေါင်းမြောက်များစွာရှိတယ်အဲ့ဒါကိုစစ်တပ်ကမတည်ဘူးလားတိတယ် တို့စစ်သားတွေကိုယ်တိုင်မပါဘူးလားပါတယ်ဒါပေမဲ့ဘာဖြစ်လို့အေးမယူလဲအေးမယူခြင်းတဲ့လူကိုမယူဘူးနော်ကားမောင်ကိုတရုတ်ကနေတင်သွင်းနေတယ်ဇော်ဘုံဟင်းသွင်းတယ်ဆိုတာအယိုးလေးလောက်ပဲရှိတယ်နော်ထိုင်းကနေတွင်းနေတာဇော်ဘုံဟင်းကားမောင်ကိုလောက်တယ်ဆိုတာအယိုးလေးလောက်ပဲရှိတယ်သောဘုံဟိတ်တဲ့မြောက်များစွာမှောင်ကိုတွင်းနေတဲ့ဝိတောက်ကားတွေဆိုင်ကလေးတွင်းနေတဲ့လူတွေဟိတ်တိုင်းကြီးမှာရိုက်တတ်လို့မကုန်ဘူး ဒါပေမဲ့ဘာကြောင့်အရေးမယူတာလဲစစ်တပ်လည်းတည်တယ်အရေးမယူဘူးဘာဖြစ်လို့လဲမယူခြင်းလို့အဲ့တော့သူတို့အရေးယူခြင်းတဲ့လူဆိုရင်ဘာမှမဖြစ်တဲ့လူလဲအရေးယူတယ်ဥပမာအမေဒေါ်အောင်ဆန်းစုကြည်ကိုဒီလူလူကောင်းကောင်းဒေါ်အောင်ဆန်းစုကြည်ကိုဆက်သွဲဒီသွေးကုန်ထုတ်ကုန်ဥပဒေနဲ့ဖမ်းတယ်ဆိုတာအိုင်ကွန်စကားပြောဆက်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့တတ်တော်ဆောင်မှာအိုင်ကွန်ရှိလို့တဲ့နော်မြန်မာပြည်မှာနှလုံးတိုင်းသုံးလုံးတိုင်းဒီခါချိတ်တဲ့အိုင်ကွန်အသေးမပြောနဲ့အထိုင်ဆက်ကြီးနဲ့ နော်ဂုံစည်းတွေကို တိုင်ထောင်ပြီးတော့ခွဲဆက်တွေထည့်ပေးထားတယ်ဒိုင်းထုပ်ကအထိုင်ဆက်နဲ့ရိုက်တက်လို့မကုန်ဘူးဒါပေမဲ့အဲ့ဒါလိုင်းချင်းကောက်ပြီးတော့အကုန်လုံးလို့ရတယ်ဒေါ်အောင်ဆန်းစုကြည်တက်တော်ဇောက်တွေဆိုတာကတီတဲကြီးရချပေးထားတဲ့ရဲတွေဒေါ်အောင်ဆန်းစုကြည်လက်အောက်မှာရှိတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီရဲတွေမှာရှိတဲ့စက်တော်ရေးဆက်ကနော်တွင်းကောင်ထုတ်ကုန်တဲ့အမှုစိန်နဲ့ဆိုတော့စဉ်းစားကြည့် အခုလက်ရှိဒေါအောင်ဆန်းစုကြည်ကိုဆွဲထားတဲ့အမှုတွေစဉ်းစားကြည့်။နော်အဲ့တော့မင်းတို့တွေကိုချင်းစာတတ်အောင်အဲ့ဒါလက်တွေပြတာမင်းတို့လက်တွေဝစ်လဲတာ။သိလားနောက်ထပ်နောက်ထပ်ကောင်တွေလာအောင်မယ်။မင်းတို့ဘက်မှာတပ်ပြက်နေပြီ။သိလားရှင်းချင်းပြောမယ်မင်းတို့ဘက်မှာဇတ်တူသားတွေစားဖို့မခဲရင်တော့တပ်ပြက်နေပြီ။အဲ့တော့တပ်ပြက်နေတဲ့ဟာကိုဖက်တွက်နေတဲ့ကောင်တွေထိမှာပဲ။နော်အားရတယ်ဂျင်းတ်တယ်။ဒါဘာဖြစ်လဲတံပြန်တက်ရောက်မှုပဲ။နော်အဲ့တော့ဒီနေ့ခက်ကစောင်းလဲလေကွာ။ 5G ခင်เนาะ3ငကောလို 3G နေမဟုတ် 5G ဆိုတော့ဒေါင်းတော့ဆွဲလိုက်ရွှင့်ခွင့်ရွှင့်ခွင့်တွားတယ်အဲ့တော့ဝစ်လဲအဲ့လိုပဲเนาะမင်းတို့လူလူခေါင်းဆောင်လို့တီလာပြည့်စုံတဲ့ပုံကိုမင်းတို့ဆဲဆိုထားတယ်เนาะဇော်မောင်းဟင်းဆိုတဲ့သူတို့ပဲအဲ့တော့ဘာဖြစ်လဲချက်ချင်းဝစ်လဲလာเนาะ 5G ခင်ဆိုတော့ချက်ချင်းနောက်ဘဝမကူဒီဘဝမှာနေခွင့်ခွင့်ရွှင့်ခွင့်လဲလာတီလာအဲ့တော့မင်းတို့ဘောမတွေတွေအဲ့လာယူတတ်ရင်တင်ငန်းစာပဲအခုအချိန်ဒီအဲ့တင်ငန်းစာကိုမယူဘဲနဲ့စက်မိုက်ကြအောင်မယ်ဆိုရင်တော့တဘောပဲเนาะ